အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ပြပါစို့ဒီညကနေပြီးတော့အဆုမွန်အောင်တောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်ဒီနေ့ညနေပိုင်းမှာဒါအပြောင်းအရွှေ့သတင်းရထူတာကတော့ Manchester United တင်ပေါ့။အဲ့ဒါ Manchester United အသင်းကဒီအပြောင်းအရွှေ့အသင်းမှာအသင်းနေနဲ့ပတ်သက်ရင်လက်ရှိမှာဒါသတင်းအထူးဆုံးအသင်းသတင်းလို့တော့ပြောလို့ရတယ်။အဲ့ဒါဒါပုံမွေလင်းပြောမယ်ဆိုတော့လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။အဲ့တော့လက်ရှိနောက်ဆုံးရ update တွေကြောင့်ကျွန်တော်နည်းနည်းလေးပြောအောင်။အဲ့တော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုဒီသတင်းကတော့ကျွန်တော်တို့ မှန်တယ်ဗျ United ပြည်သက်တွေအနေနဲ့ဒါတိတ်ပြီးကောင်းတဲ့သတင်းတော့မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ပုံကူကြီးရမြင်တယ်။ဘာကြောင့်ဒီလိုပြောရလဲလက်ရှိမှာဒါ United အသင်းနဲ့ခုလက်ရှိမှာ Sancho ကိစ္စနဲ့ပတ်သက်ပြီးတော်တော်ကြီးကိုတိုင်ပတ်နေတယ်လို့သိရတယ်မှာပါတယ်။နောက်ဆုံး update တွေရောတက်လာတဲ့သတင်းတွေကလုံးဝဘာတစ်ခုမှကောင်းမနေဘူးနော်။အဲ့တော့လက်ရှိမှာ United အသင်းနဲ့တည်ကြတယ်မဲ့ Chelsea အသင်းစီကနေ Sancho ကိုဒါကျွန်တော်ပေါင်၅သန်းနဲ့ပြန်လည်ပြီးလက်ခံထားခဲ့တာကောင်းသိပြီးသားဖြစ်နေမယ်။ဒါပေမဲ့ Sancho အနေနဲ့အခုလက်ရှိနောက်ဆုံးရ update သတင်းတွေကဒါကျွန်တော်တို့ Juventus နဲ့ Napoli နဲ့ကြားထဲမှာသူတို့အနေနဲ့ဆွေးနွေးခဲ့တယ်။အဓိကကကျွန်တော် United အသင်းဘက်ကနေပြီးတော့ Juventus နဲ့ Napoli နဲ့ဆွေးနွေးခဲ့တယ်ဆိုရင်ပုံမှန်ပဲ Juventus အနေနဲ့ Napoli နဲ့ဒါကျွန်တော်မှတ်မှတ်ရတာ United ဘက်ကိုဆွေးနွေးခဲ့ပြီ Juventus နဲ့ Napoli ဘက်က Juventus ကမှတ်မှတ်ရ Douglas Luiz ပေးမယ်။သူတို့နဲ့ Dusan Vlahovic Vlah Douglas Luiz နဲ့နှစ်ယောက်တစ်ယောက်တစ်ယောက်ပေးမယ်။သူတို့နဲ့ငွေသားတော်ပေးနေ United ဘက်ကလည်းပထမဆန်းစားသူတို့နဲ့ကွင်းလယ်ပိုင်းမှာကွင်းလယ်ပိုင်းသူလိုအပ်တဲ့ကြောင့် Douglas Luiz ကိုသူတို့ယူမယ်တော်သူတို့စဉ်းစားထားခဲ့တယ်။ ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုယူဗက်တက်စ်ဘက်ကဒါကျွန်တော်ပေးနိုင်ခဲ့တဲ့လစာကတပတ်လောက်ခပေါင်းဒါဆို2သိန်းယူရို2သိန်းခွဲပတ်ချာလေဝင်းညညာပေးထားခဲ့တယ်။ဒါပေမဲ့ဆန်ချိုရဲ့လက်ရှိတောင်းတဲ့လောက်ခလစာလုံးဝလစာမလျှော့တဲ့ပြဿနာယူဗက်တက်စ်ကိုကြီးကြီးမားထိပါရတယ်။လက်ရှိမှာအကယ်၍ဆန်ချိုသာဒီလောက်ခလစာပုံစံမျိုးနဲ့ရောက်သွားခဲ့မယ်ဆိုရင်ယူဗက်တက်စ်မှာလောက်ခလစာအများဆုံးသောကစားသမားဖြစ်သွားမယ်။ပြောချင်တာလုံးဝအတိတ်ပဲမရှိတဲ့ transfer တစ်ခုပေါ့နော်။အဲ့တော့ယူဗက်တက်စ်အနေနဲ့ဒါနောက်ဆုံးအချိန်ထိဒါကျွန်တော်မှတ်မဲ့အရာဖတ်မိရတော့တာ ဓမ္မစီရဲ့နောက်ဆုံး podcast မှာပြောပုံရသူ podcast မှာသူရဲ့ဒါကျွန်တော်တို့ blog မှာရေးထားပုံအရာဆိုရင်တော့ဒါ Juventus နဲ့နောက်ဆုံးအချိန်ထိဒါ Sancho ကိုလူချင်းလို့သူတို့နေကောင်းကောင်းမွန်မွန်ဒါတည်တည်ချာ join ခဲ့တယ် United နဲ့ဒါ Juventus နဲ့ကြာမှာသဘောတူညီမှုတစ်ခုရခဲ့ပြီသူတို့နေဒါတည်တည်ချာချာညှိမယ်ဒါပြဿနာက Juventus အနေနဲ့ဘလို့မှဒါကျွန်တော်တို့ Challenge Sancho ရဲ့လောက်ခလာစာကိုညှိလို့မရခဲ့တဲ့ပြဿနာဖြစ်သွားခဲ့တယ် Sancho နေနဲ့လက်ရှိမှာ Manchester United အသင်းမှာဆက်နေဖို့အတွက်ရခိုင်နှုန်းညီများသွားခဲ့တယ်ဆိုတဲ့သဘောဖြစ်သွားအဲ့တော့ဒါ Napoli နဲ့ဒီတိုင်းပဲ Napoli ရဲ့လက်ရှိဥက္ကဋ္ဌကတော့ဒါကျွန်တော်ပြောရမယ် ဆိုရင်တော့တော်တော်လေးကိုစွာချေစွာချေဖြစ်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူကတော့ပြောတယ်ဗျပုံမလေးနဲ့သူက vocal ဖြစ်တယ် United နဲ့သူတို့နဲ့ကြားတယ်မှာ transfer အရာဒါဈေးအရာလုံးဝပြဿနာမရှိဘူး United ဘက်ကတောင်းတဲ့ဈေးကိုသူတို့အနေနဲ့အေးအေးဆေးဆေးပေးနိုင်တယ် left wing မှာလိုအပ်ချက်အရာ Sancho ကဒါ Napoli အသင်းတို့တကယ်ကို crucial ဖြစ်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့လက်ရှိမှာ ဂျီဒင်းဆန်ချိုတောင်းတဲ့လောက်ခလာဇာကိုမန်ချက်စတာယူနိုနပိုလီဘက်ကနေလုံးဝပြေးချေဖို့အတွက်လုံးဝစိတ်ကူးမရှိတဲ့ကြောင်းသူတို့နေတာကျွန်တော်ဆုံးချိန်တာယူဗန်တက်ဆိုပဲနောက်ဆုံးချိန်ထိညှိခဲ့တဲ့အန်တိုနီယိုကွန်တေးကိုယ်တိုင်ကဆန်ချိုရဲ့အပြောင်းအရွှေ့ကိုမီးစိမ်းပြခဲ့တဲ့အတွက်ကြောင့်မလို့ဒါလက်ရှိဘူးဘူးလော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 တဲ့ကျွန်တော်တို့ဒါ စကူတက်တူကိုရခဲ့တဲ့အသင်းသတင်းပြပြီးဒါသူတို့အနေနဲ့ဆန်ချူကိုရအောင်ခေါ်ဖို့အတွက်ကြိုးစားခဲ့ဒါပေမဲ့ကစားသမားအနေနဲ့အခုလက်ရှိသူ့ရဲ့လုခလာစာကိုလုံးဝညှိပေးခြင်းလုံးဝမရှိဘဲနဲ့တော်တော်လေးကိုနောက်ဆုံး update တွေအရဆိုတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတဲ့ situation တစ်ခုရောက်သွားခဲ့တယ်အဲ့တော့ပြောချင်တာနပိုလီရဲ့ဒါဥက္ကရာကိုယ်တိုင် interpreter ခုနပေါ်သူပဲဒါကျွန်တော်တို့ press မှာဘောနော်တော်တင်းစာရှင်းလေးပွဲမှာကိုထုတ်ပြောရတဲ့အထီကိုသူတို့အနေနဲ့ဒါငါတို့ကတော့အသိနဲ့အသိကြတော့အဆင်ပြေတယ်ဒါပေမဲ့လုခလာစာကတော့ဘလူးမှညှိနှိုင်းလို့ဆိုပြီးအဲ့တော့ဓမားစီယုကဒီနေရာမှာဒါကျွန်တော်လုံးဝသတင်းတွေအရဆိုရင်တော့ဒါကျွန်တော်ရဲ့ဖတ်မိရတဲ့သတင်းတွေအရဆိုရင်တော့ဒါနပိုလီကောဒါကျွန်တော် Juventus ကောလက်ရှိမှာ Jadon Sancho နဲ့ပတ်သက်ပြီးလုံးဝခတ်တိုင်းဆုပ်လိုက်ပြီးလုံးဝကိုစိတ်တာအသိနဲ့ဒါ United ကိုဒါ Juventus နဲ့နပိုလီကိုစိတ်ပြတ်တာမဟုတ် United နဲ့ United ကို Juventus နဲ့နပိုလီကိုဒါဒီအပြောင်းရှိကိုဖြစ်မြောက်လုပ်ပြီးတော့အကုန်လုံးကကျေးဇူးတင်ကြတယ်ဒါပေမဲ့ Sancho ရဲ့လုံးဝလုခလာစာတပြားမှမလျှော့ပေးမှုကဒါ ကျွန်တော်တို့ Juventus နဲ့ Napoli တို့ရဲ့စိတ်ပြက်ခြင်းစရာ အကြောင်းအကြီးကြီးဖြစ်သွားခဲ့တယ်မို့ပါအဲ့တော့ဒါကျွန်တော်အကုန်လုံးရဲ့မျှော်မှန်းချက်လေးမျှော်လင့်ချက်လေးကတစ်နှစ်ဒါကျွန်တော်တို့ပေါင်သန်း30ပေါ့နော်ဒါကျွန်တော်တို့ ဆိုတော့တနေ့ပေါင်း10သန်းပတ်ချာလေးဝင်ကျင်ကြတယ်ဒါကျွန်တော်တို့ Fenerbahce နေနဲ့ခေါ်ယူဖို့အတွက်ကြားထဲမှာတော်တော်လေးကိုသတင်းထွက်လာခဲ့တယ်ဘလောက်တိအောင်ဆူရွာလဲဆိုတော့မမေရ Fenerbahce နေနဲ့အခုလက်ရှိမှာသူတို့နေတာတနေ့လောက်ခါပေါင်း10သန်းပြီးမယ်ပေါင်း10သန်းပတ်ချာလေးဝင်ကျင်ပြီးမယ်ဒါယူရိုနဲ့တော့ယူရို12သန်းပတ်ချာလေးဝင်ကျင်ရှိတဲ့ငွေတစ်ခုပြီးမယ်တက်ကြည့်မယ်ဗျာဒါကျွန်တော်တို့တပတ်လောက်ခါဒါ2သိန်းခွဲပတ်ချာလေးဝင်ကျင်ကြရအောင်မယ့်နေဒါမှရှိတယ်ဘောနော်ဒါတစ်ပတ်ပေါ့2သိန်းခွဲ2သိန်း3000ပတ်ချာလေးဝင်ကျင်ရအောင်မယ့်နေဒါမှရှိတယ် ဒါပေမဲ့အဲ့ဒါကိုလည်းလုံးဝဂျေရင်ဆန်ချိုကလက်မခံခဲ့ဘူးသူအနေနဲ့အခုလည်းရှိမှာဘယ်လောက်ထိအောင်ဆိုးရွားလဲဆိုတော့ဖနာပါချိကိုဒါကျွန်တော်တို့အမော်ရီညိုကိုတိုင်ကသူ့ကိုလိုရှိတဲ့အကြောင်းဒါဖုန်းတွေပါပြောခဲ့ပြီးတဲ့နောက်မှာသူအနေနဲ့ okay ဒါ United နဲ့သူတို့နေအောင်ညှိနှိုင်းကြပါဘူးတော့ပထမတော့ဒါဖီနာပါချိနဲ့ဒီကစားသမားကဒါပေါင်စနတန်းလောက်နဲ့ဒါကျွန်တော်တို့တနစ်လုတ်က ပေါင်စနတန်းလောက်နဲ့ secure လုပ်နိုင်မယ်သူတို့အနေနဲ့ထင်ထားခဲ့ပေမဲ့လက်ရှိမှာဒါဂျေရင်ဆန်ချိုနဲ့သူ့ရဲ့လုတ်ကလာစားကိုလုံးဝရှော့မပေးခဲ့မှုကြောင့်ဖနာပါချိနဲ့တော်တော်လေးကိုစိတ်ပြတ်သွားခဲ့တယ်အခုလက်ရှိနောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဖီနာပါချိအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့အ နှစ်ဆာမှာဗောနော အဲ့ဒါဆာမှာကျွန်တော်တို့လက်ရှိမှာစော့နေတယ်ဒါကျွန်တော်ဂျနသန်ဒူရန်ကိုဒါခေါ်ယူတော့မှာဖြစ်တယ်ဆိုတဲ့သတင်းထွက်လာအခုလက်ရှိကျွန်တော်ပြောနေတဲ့အချိန်မှာပဲကိုဒါလက်ရှိမှာအော်နာဆာနဲ့ဒါကျွန်တော်တို့ဂျနသန်ဒူရန်တို့ကြားထဲကပြီးပြတ်သွားပြီးလုံးဝခွာပြဲသွားပြီးဆိုတဲ့သတင်းတက်လာခဲ့တယ်အဲ့တော့ဂျနသန်ဒူရန်နေနဲ့အခုလက်ရှိမှာတည်ကြတာတခုကတော့ဖီနာဘာချီကိုပြောင်းရွှေ့ဖို့အတွက်တည်ကြတော့မှာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဖီနာဘာချီနေနဲ့အခုလက်ရှိမှာဂျီရင်ဆန်ချူကိုသုံးမဲ့တနစ်၁၀တန်းကိုဒါကျွန်တော်တို့ဂျနသန်ဒူရန်ပေါ်တုံးမှာဖြစ်ပြီးတော့ဒူရန်ကိုယ်တိုင်ကလက်ရှိမှာဒါကျွန်တော်ဥရောပမှာတိုက်ပေါ့ဒါကျွန်တော်တို့ဥရေပေါ်တူရကီကဥရောပတွေပါတယ်လို့ပဲပြောအဲ့တော့ယူရို ူအေရှားပါဒါမှအဲဥရောပရဲ့ top class မှာပြန်ဆော့ဖို့တော့သူအနေနဲ့လုံးဝဒါကျွန်တော်ဖြစ်နေပြီးတော့ဒါခုနကပြောလို့မော်ရီညိုရဲ့လက်အောက်မှာဆော့ဖို့တော့သူအနေနဲ့လုံးဝ100%ဒါကျွန်တော်တော်တော်လေးကိုဒါအဲ့တော့ဆန်ချိုမွေတဲ့ကိစ္စကလက်ရှိမှာ United ပေါ်တော်တော်လေးကိုတင်သွားခဲ့ပြီးတော့ဆန်ချိုကိုလက်ရှိမှာ Saudi club တွေကဘာလို့မခေါ်လဲဆိုတဲ့ပြဿနာက စံချုပ်ကိုလက်ရှိမှာလူတော်များဘယ်သူမှသဘောမကျဘူး။အကြီးကကျွန်တော်လက်ရှိမှာ sorry ခေါ်ရဆိုတာကျွန်တော် prospect ခေါ်ခေါ်တာ potential ခေါ်ခေါ်မခေါ်ရင်နောက်မှာသူ့ရဲ့ဒါကျွန်တော် count following ပေါ့နော်။ဒါကျွန်တော်တို့ပြိသက်ကစားသမားပြိသက်တည်တန့်ရှိတဲ့လူ base ကိုပဲခေါ်တာ။အခုလက်ရှိမှာစံချုပ်ပါအဲ့၃မျိုးလုံးရှိမနေဘူး။ potential လည်းမရှိဘူး။ count following base လည်းမရှိဘူး။လက်ရှိအကောင်းဆုံးခြေစွမ်းတွေမှာလည်းရှိမနေဘူး။အဲ့တော့ပြောချင်တာစံချုပ်ကိုလက်ရှိမှာ sorry ဘက်ကခေါ်နေရတဲ့အခြေအနေတခုကလုံးဝလုံးဝမရှိမနေဘူး။အဲ့တော့ပြဿနာကလက်ရှိအဲ့ဒီအခြေအနေဖြစ်နေတယ်။အဲ့တော့စံချုပ်ကလက်ရှိမှာ Manchester United အသင်းစီမှာဆက်ရှိနေပြီးတော့ United အသင်းကပဲလက် ်ရှိမှာလုခလစာပြီးနေရမဲ့ပုံစံမှာရှိတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့ဂျားတက်မှာဘူရူရှာဒေါ်မွန်ကတော့ခေါ်နေခေါ်ခြင်းနဲ့ဆိုပေမဲ့ဘူရူရှာဒေါ်မွန်နဲ့အခုလက်ရှိမှာဆန်ချိုရဲ့လုခလစာ40ရာခိုင်နှုန်းနဲ့တစ်နှစ်အငားနဲ့ခေါ်ယူခြင်းတာဖြစ်တယ်။ပြောချင်တာလက်ရှိမှာဂျန်ယိုကဒါတပတ်လုခလစာ3သိန်းနဲ့3သိန်း1000 3သိန်းခွဲကြရဲ3သိန်းမထပါ3သိန်းရတဲ့အချိန်မှာဒါကျွန်တော်တို့ဘူရူရှာဒေါ်မွန်ဘက်ကတပတ်လုခပေါင်း3သိန်း1000ပေးပြီးတော့မန်ချက်စတာယူနိုက်တက်ဘက်ကပေါင်း3သိန်း1000ပေးစီခြင်းတဲ့သဘောမှာရှိတယ်။အဲ့တော့ဘူရူရှာဒေါ်မွန်လည်းတော်တော်လေးကိုမလေးရှားတဲ့ဒါကျွန်တော်တို့ ပုံစံမျိုးပဲပြောအဲ့တော့ဒေါ်မွန်နဲ့အလုပ်လုပ်တာတကယ်စိတ်ပျက်ဖို့ကတော့လက်ရှိ United ပြိုင်သက်တွေကြားထဲမှာအခုလက်ရှိမှာ Jadon Sancho ကိုတော့အရန်ကုန်အောင် time ထားခိုင်းမိနေအခုလက်ရှိမှာ U21 တွေတောင်ဆော့ဖို့တောင်မထိုက်တန်တယ်ဘူးဆိုတဲ့ပုံစံမျိုးတွေကိုဒါ United ပြိုင်သက်တွေကြားထဲမှာ Sancho ကိုကြည့်ကြပြောအဲ့တော့ Sancho နဲ့ United ကြားထဲကတကယ်တမ်းခွာပြေးကတော်တော်လေးကိုစိတ်ပျက်ဖို့ကောင်းနေနေတာမှရှိတယ်အမှန်တမ်းပြောမယ်ဆိုဘောနော် Sancho ကို United ကအကောင်းဆုံး treat လုပ်ခဲ့ရကျွန်တော်နည်းမြင့်နေ Eric Tahan နဲ့ဘာညာညှိခဲ့တယ်ဆိုရင်တော့မမက်ရ Eric Tahan လည်းဒါကျွန်တော်မြင်ကြည့်ရ Eric Tahan သူ့ဘာသူအကန့်နေရှိပေမဲ့ Sancho ကိုသူအခြေအနေအများကြီးပေးခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ် ဆန်ဂျူကတော့ every time ကျွန်တော်ရဲ့ pass နဲ့အမြင်မှာဆိုရင်သူ့အနေနဲ့ဒါဟို သူ့ရဲ့ဒါကျွန်တော် Netherlands ထိတော်မှာသူ့ရဲ့ဒါကျွန်တော် private coach ရှင်နဲ့ train ထားတဲ့အထီးကိုပဲဒါတော်တော်လေးကိုအချိန်တစ်ခုပေးခဲ့တယ်လို့ဆိုလို့ရမယ်နေဒါမှကျွန်ဒါပေမဲ့တီးကြတယ်မဲ့ဒါ San Chugo ဒါ Eric Dahaga ဒါ publicly ဒါကျွန်တော်တို့ဒါဝေဖန်ခဲ့တယ်သူ့ရဲ့ training ပါဖြစ်တယ်ညာဖြစ်တယ်ဆိုဝေဖန်ခဲ့တယ်အဲ့အချိန်မှာ San Chugo ကပြန်ပြီးတုံ့ပြန်အဲ့အချိန်မှာဒါ Eric Dahaga နဲ့အဲ့တော့ Eric Dahaga ထွက်သွားတဲ့အချိန်မှာအကုန်လုံးကဒါကျွန်တော်တို့ San Chugo ဒါတကယ်ကောင်းနေဆိုရင် Armorin လက်ခံပါပဲလို့ဒါမှအားလက်ရှိမှာ United အသင်းကလည်းဒါခနာချိုတို့ပါအောင်ထွက်တယ်ပြန် San Chugo ဒါအကေကွနာတနေ့အလကားပေးနေရပါဆိုင်ပြဘာလို့မဆိုတော့တုံးကြည့်မှာပဲ Armorin ကိုယ်တိုင်ကလက်ရှိမှာ San Chugo ကိုမတုံးကြည့်ပဲအသင်း င်းကိုတရားဝင်ရောင်းဝယ်ပြုထားအဓိကကတော့ခုနကဘာ century ရဲ့ attitude problem ပဲ chelsea အသင်းမှာကလည်းကလက်ရှိကြားအလောက်က chelsea အသင်းမှာဒါကျွန်တော်တို့ century နဲ့ training လိုက်တာဒီတော့ဒါကျွန်တော်တို့ queen ထဲမှာဒါကျွန်တော်တို့ break ကိုကျွန်တော်တို့ ကစားသမားတချို့ ਨੇ မတည့်တာတွေရောတနည်းနဲ့တောက်လျှောက်ထွက်ခဲ့တာရှိတယ်အဲ့တော့ဆန်ချိုရဲ့လက်ရှိပြဿနာ attitude problem ကြီးလည်းအများကြီးအများကြီးပါလို့ပြောအဲ့တော့ United အသင်းကိုလက်ရှိမှာဒါကျွန်တော်တို့ဒုက္ခတွေပေးနေတာဆန်ချိုဘူးပဲပြောလို့ရတယ်မဟုတ်ဘူးအဲ့တော့ဒုက္ခတွေဒါသတိပေးနေဆန်ချိုကိုတော့ဘဒုခေါ်သွားမယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေပြီလက်ရှိမှာနောက်ဆုံးစာချုပ်တစ်တစ်နှစ်မှလေးဒါကျွန်တော်တို့ United မှာပဲတောင်ဆက်တင်သွားမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေဒီတိုင်းမှာဒါကျွန်တော်တို့မထင်မှတ်ပဲဒုက္ခပေးနေနောက်တစ်ယောက်က Rashford လို့တော့ပြောလို့ရတယ် Rashford ကဒါအဲ့လိုမျိုးမဟုတ်ပါဘူး Rashford ကဒါ तू आर तू ပြောင်းကျင်တဲ့ကလပ်ပေါ့နော် तू आर Champion League ဝင်တဲ့ကလပ်ကို तू आर ပြောင်းကျင်တယ်။ तू आर အဓိကပုံပြောင်းကျင်တာဒါကျွန်တော်ဘာစနာကြောင်းကျင်တယ် ်ဘာစလုနာတဲ့သူ့ကိုခေါ်ခြင်းဒါပြဿနာကဘာစလုနာဘက်ကဒါကျွန်တော်ဟိုတစ်ခါကပြောခဲ့တယ်လို့ပဲဒါ ရက်ရှုရဲ့လုခလာစာရဲ့ဒါတဝက်ကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပြေးပြီးတော့အငှားတစ်နှစ်ရင်ခေါ်ယူမှဒါပတ်စံရှိမှခေါ်မယ်ဆိုတဲ့ပုံစံမျိုးသူတို့အနေနဲ့လုပ်ထားတယ်။ယူနိုက်တက်ဘက်ကဒါကိုလုံးဝလက်ခံသွားဖို့အစီအစဉ်မရှိဘူးဆိုတဲ့သတင်းကိုကျွန်တော်အနေနဲ့ဖတ်မိရတယ်မှာပါပါတယ်။ဒါတော့ပါပဲ။ဘောလုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပအောင်ကူညီလို့ရပါတယ်။များများလေးက clip ဖို့မမိကြပါနဲ့ဗျာ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကြောင့်မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များ များလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမြန်မြန်နေပါတယ်။အားလုံးမကြွတမရကောင်းမွန်တော့နေလေးတနေဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာပဲအေးဆစ်ဆစ်တူကြပါဘော။အားလုံးမကြွတမရမြန်မြန်လေးကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမြန်မြန်နေဖြစ်ပါတယ်။ပေးပါဗျ။